မူကျိုကလေးကစပြီး AI နည်းပညာသင်ကြားပေးတော့မယ့်တရုတ်နိုင်ငံ။တရုတ်နိုင်ငံဟာ DeepSeek Founder လို့လူတော်တွေတဲနဲ့ချီပြီးမွေးထုတ်နေတာကိုသိရပါလေ။မြို့တော်베이징ရှိမူကျိုနဲ့မူလလန်ကျောင်းတိုင်းမှာ AI သင်ကန်းစာတွေထည့်သွင်းပြီး AI နည်းပညာကိုမျိုးဆက်သစ်ကလေးတိုင်းတက်မြတ်အောင်သင်ကြားပေးနေကြောင်းသက်ခရမ်တဲ့မှာရေးသားထားပါလေ။အသက်6နှစ်အရွယ်ကစပြီး AI ပညာသင်ပေးမဲ့ဒီစီမံကိန်းက အခုစတင်နေမှာစတင်မှာဖြစ်ပြီးပညာသင်နှစ်တိုင်းမှာအ ਨੇ ဆုံး AI သင်ခန်းစာရှင်းလာရေးသင်ရမယ်လို့ပြတ်ထန်းထားတာဖြစ်ပါတယ်။ဒီသင်တန်းတွေကနေ AI chessboard နဲ့တခြားသူတွေတုံးနေသင်ပေးသွားမှာဖြစ်တယ်လို့ AI နည်းပညာဆိုင်ရာတည်တည်တဲ့ဗဟုသုတတွေနဲ့ AI ကြီးဝတ်တွေလည်းပါဝင်မယ်လို့ဆိုပါတယ်။ ဘေကျင်းပညာရေးကော်မရှင်ရဲ့ထုတ်ပြန်ချက်ထံမှာကျောင်းတွေအနေနဲ့ AI သင်ကန်းစာတွေကိုသတင်းအချက်အလက်နဲ့တိုက်ပြန်တန်းထဲမှာထည့်ပေါင်းတင်နိုင်တယ်လို့ AI နည်းပညာအသင်းဆိုပြီးတိသက်ခွဲတင်လို့လဲရတယ်လို့ဆိုပါတယ်။လလောဆိုင် AI သင်ရုပ်ထည့်တင်မှုကျောင်းပေါင်း184ကျောင်းရွေးချယ်ထားပြီး AI ဟာနိုင်ငံပညာရေးစနစ်အတွက်ရွှေတော့ပဲလို့ပညာရေးဝန်ကြီးကကြွေးကြော်ထားပါတယ်။တက္ကသိုလ်လုံးကို deep ရှင်းနဲ့ချင်းချောက်ဆီခဲ့ပြီးတဲ့နောက်တယောက်ဟာ AI နည်းပညာကိုအရှိန်မြှင့်အားပေးအကောင့်ထဲပေါ်နေတာလည်းဖြစ်ပါနေ။တရုတ်နိုင်ငံရဲ့အခုပညာရေးစီမံကိန်းကနေနောက်တစ်ချိန်မှာကမ္ဘာကြီးကိုပြောင်းလဲချင်းချောက်သုံးနာနိုင်မဲ့ကလေးတွေအများပြားပေါ်ပေါက်လာနိုင်မယ်ဆိုတဲ့ခန့်မှန်းချက်တွေရှိနေတာလည်းဖြစ်ပါနေ။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။